ဟယ်လိုမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ page အကြောင်းဖြစ်ပါတယ်ဒီ page က page quality အနေအားဖြစ်ပြီး page က rich englishman နဲ့အရင်ကကြာပြီးမှဇေယျဈေးဝယ်ကျနေတဲ့အတွက်ကြောင့်မို့ page ကိုတစ်ချက်စစ်ဆေးပေးပါဖြစ်နေတဲ့ error ကိုတစ်ချက်ဖြေရှင်းပေးပါလို့ပြောတဲ့အတွက်ကြောင့်မို့ဒီနေ့တည်ပြီးတော့အသေးစိတ်ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်တို့အင်ဇုံသွားဖို့ဆိုရင်လည်းနည်းနည်းချက်ပြီးဒီဘက်က professional dashboard တစ်ချက်ထောက်သွားလိုက်ပါမယ်ခင်ဗျာနော်ပြီးရင်တော့ကျွန်တော်တို့နည်းနည်းအောက်ဆင်းသွားဖြစ်မှာကျွန်တော်ဒီမှာဆို page recommendation ဆိုရှိရမှာနော်အဲဥစားတစ်ချက်ထောက်သွားလိုက်ပါမယ်ကျွန်တော် page recommendation ထောက်သွားခဲ့ပြီဆိုဒီပုံစံလေးပြလိုက်ခဲ့ပြီဆိုကျွန်တော်ဒီမှာ review content ကျွန်တော်တစ်ချက်ထောက်ပြီးမှသွားလိုက်ပါမယ်ကျွန်တော် review content မှာတစ်ချက်ထောက်သွားခဲ့မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင် page မှာဒီ copyright strike ထိတဲ့ဥစားအရင်အများကြီးရှိရနော်ပြောမစင်ခုနှစ်ခု၈ခုလောက်ရှိတယ်အခက်မသိရင်ဒီ page က suspended ဖြစ်ပေါ်နိုင်တယ်အခုဒီ page က post တင်လို့ရသေးတယ် page is at risk ပဲဖြစ်သေးရပါတော့အခုလိုမျိုးဘာကြောင့်ဖြစ်သွားခဲ့တယ်ဒီ page ုံနဲ့မတိနားမလဲပဲ blog post blog content မျိုးတင်ပြီးဇေယောင်းတဲ့ခါ မှာ straight ထိပ်ပြီးအနီအောင်ဖြစ်ပြီး rich englishman ကြာသွားရတယ်ဆိုမှဒီဗီဒီယိုမှာအားလုံးကျွန်တော်ပြပြပေးမယ်ဒီဥစ္စာနားလည်မှတာလည်းဒီဥစ္စာနားလည်ပြီး fusion ပြီးမှအဲ့ဒါမှအနီအောင်နဲ့အစင်အောင်လုပ်ဖို့တွားလို့ရမယ်အတွက်ကြောင့်မို့သူရဲ့ page home ကိုကျွန်တော်တစ်ချက်တွားလိုက်ပါမယ်အဲ့အတွက် page home တစ်ချက်ပြန်တွားမယ် ပေးရှုံးတော့မယ်ဆိုဒီဥစ္စာကြတော့နည်းနည်းချက်လိုက်ပါမယ်မြင်ကွင်းနည်းနည်းချက်ပါပြီးတော့ရှင်နည်းနည်းအောက်ဆင်းတော့မယ်ဆိုလို့ရှိရင်တော့ဒီ page owner တင်တဲ့ content တွေက weight နဲ့ပတ်သက်တဲ့ဥစ္စာဒီ secret နဲ့ပတ်သက်တဲ့ content မျိုးတွေတင်ပြီးသွားတာပေါ့နော်တင်ပြီးသွားတဲ့အခါမှာဒီ page ကျွန်တော်အသေးစိတ်စစ်စစ်ကြည့်တဲ့အချိန်မှာဒီ page owner တင်ထားတဲ့ video တွေကတချို့ video original ဖြစ်တယ်ဒါပေမဲ့ original video မှာနောက်ခံသချင်းထည့်ပြီးသွားတဲ့အခါမှာအဲ့ဒီနောက်ခံသချင်းတဆင့် copyright ထိပြီး page quality အနေနဲ့ဖြစ်သွားခဲ့တယ်အဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်လို့မရဘူးတခါတလေကျတော့သူကဇေယျောင်းနဲ့အတွေ့အကြုံမို့အခြား page မှာတင်တဲ့ ဗီဒီယိုအခြား website တစ်ခုမှာတင်တဲ့ဗီဒီယိုသူ့ content နဲ့ live ဖက်တဲ့ဗီဒီယိုသွား download ဆွဲပြီးမှသူ့ page မှာ edit မလုပ်ဘဲတင်ပြီးသွားတဲ့ခါမှာအဲ့ဒီဗီဒီယိုတစင် copy ထိပြီး page quality အနေအထားဖြစ်သွားခဲ့တယ်။နောက်တစ်ခုကျတော့သူတက်ပုံနဲ့ပတ်သက်ပြီးပေါ့နော်။တချို့တက်ပုံကျတော့ True Korean Fan TV တင်တယ်။တချို့တော့တက်ပုံတွေကျတော့ဒီသူဝယ်တဲ့ website က ဓာတ်ပုံတွေကိုအလွယ်တကူ download ဆိုပြီးပြန် edit မလုပ်ဘဲတင်တဲ့ခါမှာအဲ့ဒီဓာတ်ပုံကတစ်ဆင့် corporate ထိပြီးမှ page quality အနေအထားဖြစ်သွားခဲ့တယ်။ copy video copy ဓာတ်ပုံတွေကို corporate looking အောင်ဘလို့ edit တော့ရတဲ့ဆိုမှအရှိပြီဒီမှာကျွန်တော်တင်ပေးထားတဲ့အဥစ္စာတစ်ချက်တော့ကြည့်နိုင်ပါတယ်။ဒီတိုင်းပြောနေလို့ပဲနားလေသဘောပေါက်မလားဆိုရင် live group အနေနဲ့ကျွန်တော်တစ်ချက်ပြပေးမယ့်အတွက်ကျွန်မဒီ page နဲ့တကယ်ပဲဒီလို content မျိုးတင်ပြီးဖြစ်လားဆိုမှ live group အနေနဲ့ပြမယ့်အတွက်ကျွန်မဒီဥစ္စာတစ်ချက်ထောက်မယ်။လို့ရှိရင်ကျွန်တော် helen support တစ်ချက်တော်လိုက်ပါမယ်ခင်ဗျာနော်။လို့ရှိရင် sport in boss တစ်ချက်နေလိုက်ပါမယ်။ပြီးလို့ ့ရှိရင် URL တစ်ချက်နေတော့လိုက်ပါမယ်ဒီမှာတစ်ချက်ကြည့်မှဆိုရင် straight တွေက၄ခုလောက်ထိထားတယ်ပေါ့နော်အစောတုန်းကထိထားတဲ့ content တော်တော်များများအခု30တော့ကျွန်တော်ဖြတ်ပြပြပြဒါကြတော့ကျွန်တော်ဗီဒီယိုမှာပြပြမယ်အတွက်ကြောင့်ကျွန်တော်3-4ခုခြံထားပါပေါ့နော်အဲ့အတွက်ကျွန်တော်တို့ဒီဥစ္စာကျွန်တော်တစ်ချက်နေပြီးမှသွားလိုက်ပါမယ်တစ်ချက်နေပြီးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီပုံစံလေးပေါ်လာခဲ့ပြီးဆိုရင်ကျွန်တော် C detail တစ်ချက်နေပြီးသွားလိုက်မယ် C detail တစ်ချက်နေပြီးတော့ပါစေကျွန်တော်ဒီမှာအစင်းရောင်လေးနဲ့အမတ်ချစ်လေးပြတာပေါ့နော်ဒါကဘာကြောင့်အစင်းရောင်အမတ်ချစ်လေးပြလဲဆိုတော့သူက accept change လုပ်ပြီးသွားလိုက်တဲ့အတွက်ကြောင့်ပို့ပြီးဆိုတော့ခဲ့တယ်ဒီဗီဒီယိုကြတော့ဘယ်သူမှမမြင် ြင်တွေ့ရပဲနဲ့ဒီ page owner ကိုတည်းမှာမြင်တွေ့ရတယ်ပေါ့နော်ပြောမှဆိုရင်ဒီ video မှာဒီ video မှာ9မိနစ်နဲ့29စက္ကန့်မှာ corporate content ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဥစ္စာကိုကျွန်တော်တို့ဖြတ်ကိုဖြတ်ပြစ်သွားရမယ်အဲ့ဒါဘယ်လိုဖြတ်သွားရမလဲဆိုတော့ကျွန်တော်နည်းနည်းချက်မှာကျွန်တော်ဒီမှာဆိုရင်24 May 2022ဆိုရှင်အဲ့ဥစ္စာကျွန်တော်တစ်ချက်ထောက်လိုက်ပါမယ်အဲ့ဥစ္စာတစ်ချက်ထောက်လိုက်ခဲ့ပြီဆိုရင်ကျွန်တော်ဒီမှာဒီမှာပြလိုက်ခဲ့ပြီပေါ့နော်အဲ့အတွက်ကျွန်တော်နည်းနည်းလေးဆွဲလိုက်မယ်ဒီမှာအဝါရောင်လေးနဲ့ပြတယ် you can only you can see this ဆိုတော့ဆာဒီ page owner ကိုတိုင်မြင်တွေ့ရတယ်။ page မှာရှိတဲ့ follower တွေမမြင်တွေ့ရတဲ့အတွက်ကြောင့်ဒီ video ကိုဆက်လက်ပြီးထားမယ်ဆိုရင် page လွှဲဆိုးကျိုးလေးရှိပါတယ်။ Facebook ပန်းနဲ့ AI ကနေတော့ဒီတက်လောက်ပြီးလာတဲ့အချိန်မှာကျရင် page လွှဲဆိုးကျိုးလေးရှိပါတယ်။ Facebook ပန်းနဲ့ AI ကနေတော့ဒီတချိန် detect လုပ်ပြီးလာတဲ့အချိန်မှာကျရင်ဒီ video ထပ်တွေ့သွားခဲ့တယ်ဆိုရင်ဒီ video straight တစ်ချိန်ပေးပြီးမှ page quality အနည်းအောင်ဒါမှမဟုတ်အနည်းအောင်ဖြစ်နေဥစ္စာမှာနောက်ထပ် straight ပြန်ပြီးသွားခဲ့တယ်ဆိုရင် page က suspended ဖြစ်ပြီးမှ page က post တင်တဲ့အပိုင်းဘာညာပိတ်သွားဖွင့်နိုင်တဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော် ကျွန်တော်ဖြတ်ပြီးသွားရပါမယ်ဆက်လက်ပြီးဒီရန်ထားမယ်ဆိုရင်နောက်တစ်ခုကျတော့ page က rich englishman နဲ့ automatic တို့က download ပြီးသွားခဲ့တယ်ချသွားခဲ့တယ်တင်လိုက်တဲ့ content ကဒီ page one follower အများကြီးရှိရဆိုရင်အ ਨੇ ချင်းလောက်ပဲသူကပြပေးတဲ့အတွက်ကြောင့်မို့ဒီ page rich englishman အပိုင်း suspended လုပ်ပြီးသွားတဲ့အတွက်ကြောင့်မို့ဒီလိုမျိုး video တွေဒီလိုမျိုး content တွေကိုကျွန်တော်ဖြတ်ကိုဖြတ်ပြသွားရပါမယ်အဲ့အတွက်ကျွန်တော်နံပါတ်တစ်ချက်နေမယ် delete video ကျွန်တော်တစ်ချက်နေမယ်ဆိုဒီအောက်မှာပေါ်လာခဲ့ပြီဆိုတော့ delete တစ်ချက်ပြန်နေလိုက်မယ်ခဏလေးစောင့်လိုက်ပါမယ်ခင်ဗျာနော် ။ Okay အခုလိုမျိုးပြတ်သွားခဲ့ပြီဆိုရင်နောက်တစ်ခုကျွန်တော်ဖြတ်ဖို့ဆိုရင်အခုနောက်အတိုင်းကျွန်တော်ပြန်သွားမယ် Sport in the Box ပြန်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုရင် you are allowed ကျွန်တော်တစ်ချက်နှိပ်ပြီးမှသွားလိုက်ပါမယ်ဒီမှာ၃ခုပြချင်တယ်အခုနောက်ကျွန်တော်ဖြတ်လိုက်တာပေါ့နော်အဲ့အတွက်ကျွန်တော်ဒီဥစားတစ်ချက်ပြန်ထောက်မယ် step အသစ်ဖွင့်မတော်လို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ရှုပ်မယ်ဆိုတဲ့အတွက်ကြောင့်မို့ဒီဟိုစာပဲကျွန်တော်တစ်ချက်ထောက်ပြီးမှဒီဟိုစာပဲကျွန်တော်တစ်ချက်ဖြတ်ပြမယ်ဒီဗီဒီယိုကြတော့သူ့ကိုယ်တိုင်ဗီဒီယို friend TV တင်တာဖြစ်ပါတယ်သူ့ရဲ့မျက်နှာသူ့သူ့ဗီဒီယို recording လုပ်ပြီးတင်တာဖြစ်တယ်ဒါပေမဲ့အခုနောက်ကျွန်တော်ပြောတဲ့အတိုင်းပဲသူ့ကိုယ်တိုင် recording လုပ်ပြီးတင်တဲ့ဗီဒီယိုမှာလည်း knock and တချင်းထည့်တဲ့အတွက်ကြောင့်မို့ဒီ page နဲ့တင်တဲ့ content အဓိက knock and တချင်းနဲ့ copyright ဖြစ်သွားခဲ့တယ်။ copy ဗီဒီယိုကြောင့်ဖြစ်တဲ့အတွက်ကြောင့်မို့ဒီဟိုစာကျွန်တော်ဖြတ်ကိုဖြတ်ရမယ်အဲ့အတွက် see detail တချက်နေမယ် ီဥစ္စာမလဲ accept chain လောက်ထားတဲ့အတွက်ကြောင့်မို့ဒီဥစ္စာကျွန်တော်တို့ဖြတ်ပြစ်သွားရပါမယ်ဒီနေရာနဲ့ဖြတ်လို့တော့မရအခုနဲ့ကျွန်တော်ပြောတဲ့တန်းဒီဥစ္စာမဆိုရင်9မိနစ်နဲ့စက္ကန့်40အထိကို copyright content copyright music ပါနေအတွက်ကြောင့်မို့အခုနောက်အတိုင်းကျွန်တော်ဒီမှာဒီဒီ30 June 2022ကိုကျွန်တော်တစ်ချက်ထောက်လိုက်ပါမယ် တစ်ချက်ထောက်လိုက်ခဲ့ပြီဆိုရင်ဒီဖက်မှာပေါ်လာလိမ့်မယ်ဒီမှာအဝါရောင်လေးဆိုမှပေါ့နော်ဒီမှာဆိုရင်တော့ပုံစံလေးနဲ့ခက်ထားတဲ့အတွက်ကြောင့်ဒါကြတော့ page owner ကိုတိုင်မဲ့မြင်တွေ့ရတယ်အခုနောက်အတိုင်းပါပဲခင်ဗျာအဲ့အတွက်ကျွန်တော်ဒီ host တစ်ချက်ဖြတ်မယ်ပြီးရင်ကျွန်တော် delete video တစ်ချက်နှိပ်မယ် နည်းနည်းအောက်ဆင်းသွားမယ်ပြီးရင်ကျွန်တော်တို့ delete နှိပ်ပြီးသွားမယ်ဒါကြတော့ဖုန်းနဲ့လုတ်ပြပေးပါလို့ပြောတယ်ကျွန်တော်တို့ဖုန်းနဲ့လုတ်ပြပေးတာဖြစ်ပါတယ် copyright post copyright content တွေကိုဘယ်လိုဖြတ်ပြီးသွားရလဲဆိုမှဒီဗီဒီယိုမှာအသေးစိတ်ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲ့ဒီပုံစံအတိုင်းပဲကျွန်တော် page မှာထိနေတဲ့ content တွေအားလုံးဖြတ်မယ်အားလုံးဖြတ်လို့ပြီးတော့ခဲ့ပြီဆိုကျွန်တော်နည်းနည်းအောက်ဆင်းသွားမယ်နည်းနည်းအောက်ဆင်းသွားခဲ့ပြီဆိုရင်ကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတစ်ချက်ပြန်စစ်ကြည့်ပါတင်ထားတဲ့ဗီဒီယိုမှာနောက်ခင်တချင်းထည့်ထားတဲ့အကယ်လို့ Facebook ကတရားဝင်ပေးထားတဲ့တချင်းဆိုရင်ကိစ္စမရှိဘူးအဲ့လိုမှမဟုတ်ဘူးအခြား YouTube က video, a chakat case over a video, a chapel upon to who have video did တချင်းတွေကို download ဆွဲပြီးမှနောက်ခံတချင်းအနေနဲ့ထည့်သားခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒီဥစား corporate content ဖြစ်မယ်ချက်ချင်း corporate မလာပြီးမယ်အနည်းနဲ့အမြင် corporate လာမယ်အတွက်ကြောင့်မို့ကျွန်တော်ဖြစ်ဖြစ်သွားရမယ် copyright မလာသေးဘူး video ရှိသေးတယ်နောက်ခံတချင်းလည်းရှိသေးတယ်ဆိုလို့ရှိရင်တော့ page က rich english မျိုးကြာကြာသွားမယ်ဒီ update တစ်ခုမှဆို page က straight ထိပ်ပြီးမှအနီးအားဖြစ်သွားခဲ့မယ် flat content ဖြစ်သွားနိုင်တယ်ကြောင့်အဲ့လိုမျိုးတင်လို့မရဘူးပြီးလို့ရှိရင်နောက်တစ်ခုကျတော့ဒီ debt ပုံနဲ့ပတ်သက်ပြီးပေါ့နော် debt ပုံဆိုလို့ရှိရင်လည်းဒီ dynamic people လက် debt ပုံတွေကိုအလွယ်တကူ download ဆွဲပြီးတင်နေတင်တာရှိတယ် ဲ့လိုမျိုးဒိုင်းနေပြပလာတက်ပုံတွေကိုအလွယ်တကူ download ဆွဲပြီးတင်လို့မရဘူး download ဆွဲပြီးမှ Canva software မှာယူသွားမှပြန် edit လုပ်ပြီးမှ page မှာတင်သွားရမယ် edit လုပ်တဲ့ဆိုလဲ second ပိုင်းမှာကြာပါတယ်အဲ့ဒီဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်အရှိ video မှာ copy video တွေကို corporate looking အောင်ဘလို့ edit လုပ်ပြီး page မှာတင်ပြီးမှ screen index ကနေဝင်ဝင်ရှာတော့ရမှာဆိုပြီး AN Z ထိ video edit လုပ် video edit လုပ်ပလို့နီ page မှာ video တင်ဖို့တင်နေအစအဆုံးတင်မိထားတယ်နောက်တစ်ခုကြတော့ copy တက်ပုံ အခြား WhatsApp ကတက်ပုံအခြား page ကတက်ပုံတွေကိုကို page မှာတင်ရှင်နေဆိုရင်အဲဒီဥစ္စာ download ဆိုပြီးဘလို့ edit လုပ်ပြီး page မှာတင်သွားရမှာဆိုပြီးအားလုံးအသေးစိတ် AI နဲ့ setting ကိုကျွန်တော်တင်ပေးထားတဲ့အဲဥစ္စာတစ်ချက်သွားကြည့်နေตัวจีนนั่นบาดิเค้าเนี่ยเนาะนอกตะคู่อ่ะดีเพจของน่ะสาดาเนี่ยปะทะไปบ่เนาะตูเวเนจปิสิดันเนี่ยพิชมาตินหาสาดาริโออเลตะโกดีเลမျိုး copy ကူပြီးမှ two page မှာလာပြီးတင်နေတင်တာရှိတယ်အဲ့လိုမျိုး copy ကူပြီးလာတင်နေဆိုရင်စာသားနဲ့ပတ်သက်ပြီး reuse content ဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်တို့တင်လို့မရပါဘူးအကယ်လို့ကျွန်တော်တင်ချင်တယ်ဆိုရင်အဲ့ဒီစာသားအပြည့်ကို copy ကူပြီးလာပါ copy ကူပြီးလာပြီးမှအောက်ဆုံးကတကြောင်အလျက်တကြောင်အပေါ်ဆုံးကတကြောင်ဖြတ်ပြီးမှအဲ့ဒီအတန်းပြန်ရေးထည့်ပြီးမှအောက်ဆုံးမှာကိုယ့်ရဲ့ page name ကိုယ့်ရဲ့ဒီ phone number လိပ်စာပါညာရေးထည့်ပြီး page မှာတင်သွားမှဆိုတော့ရတယ် အတက်နိုင်ဆုံးတော့ကိုကိုရင်ရေးပြီးသွားပါခင်ဗျာစာသားနဲ့ပတ်သက်ပြီးမှလည်း reuse content ဖြစ်ပါတယ်ခင်ဗျာနော်ဒီတက်ပုံနဲ့ပတ်သက်မှလည်းပြပြပေးတယ်ဒီ page နဲ့ blue content မျိုးတင်ခဲ့မိတဲ့အတွက်ကြောင့်မသူ page quality အညီအောင်ဖြစ်သွားခဲ့တဲ့ဆိုမှလည်းကျွန်တော်ပြောပြပေးပါတယ်ဒီ option နဲ့ပတ်သက်ပြီးအားလုံးနားလေသဘောပေါက်မှနေမယ်ပြီးရင်ကျွန်တော်တစ်ချက်ပြန်မှတ်သူရဲ့ဒီ page recommendation ကိုကျွန်တော်တစ်ချက်ယူသွားပြပါမယ်ဒီ page ကကျွန်တော် service attack ဒီနေ့နဲ့ဆိုရင်တပတ်ကြော်ကြော်လောက်ရှိသွားခဲ့တဲ့အချိန်မှာသူ့ page က star ကကောင်းသွားခဲ့တယ်ဗောနောပထမတော့ဒီနံပါတ်ဆိုရင်ဒီ your page recommendation suspended ပြပြီးမှ star ကချက်ချင်းကပြသွားခဲ့တယ်ဆိုရင်ကျွန်တော် page မှာဘလောက်ပဲ post content တင်နေကျွန်တော် page က follower တက်တင်းရှိရဆိုရင်တရာနေရာလောက်ပဲပြတဲ့အတွက်ကြောင့် rich engagement ကြတယ်ကျွန်တော်ပြုပြင်ပြီးတပတ်အချိန်မှာဆိုလို့ရှိရင်တော့ဒီ star ကကောင်းသွားခဲ့တဲ့အတွက်ကြောင့်ဒီ page မှာ post content တင်လိုက်တဲ့ဆိုရင်ဒီ page မှာရှိတဲ့ media follower အားလုံးရှိကို notification ရောက်စေတယ်အကယ်လို့ကျွန်တော်ဒီအောက်က grow at risk လဲပျောက်သွားခဲ့တယ်ဆိုလို့ရှိရင်တော့ကျွန်တော် page မှာတင်လိုက်တဲ့ post content နဲ့ page မှာရှိတဲ့ follower အားလုံးရှိကို notification ရောက်စေတယ်ဒီ page နဲ့ follower မဖြစ်တဲ့အခြားလူတွေကိုလည်းဒီ page မှာတင်တဲ့ content နဲ့ relative ရှိတဲ့လူတွေကို Facebook က automatic suggest ပို့ပေးတဲ့အတွက်ကြောင့်မို့ follower အသစ်တွေတိုးပြီးလာမယ် rich engagement အသစ်တွေတိုးပြီးလာမယ်အတွက်ကြောင့်မို့ page ရဲ့ performance ကတိတိတတ်တာကောင်းလာခဲ့ပါမယ် page ကနေဇေယျဇေဝလောက်တဲ့ဆိုရင်အယောင်းဝ ွယ်တွေတိတိတသားကောင်းလာပါမယ်ခင်ဗျာနော်ဒီ page quality အနီရောင်နဲ့အစင်းရောင်ဖြစ်အောင် straight ထိတဲ့ဥစ္စာဘလို remote လုပ်ပြီးတွားရမလဲဆိုရင် part 2 video မှာဘလို facebook ကို request debut တင်ပြီးတွားရမလဲဆိုပြီးအသေးစိတ်လုပ်ပြီးကျွန်တော်ပြောပြပေးပါမယ်ဒီနေ့ဒီ blog ဒီလောက်ပဲအားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ဒီ page မှာဖြစ်နေတဲ့ error ဖြစ်နေတဲ့ copyright post content ဒီရှိနေတဲ့အမားတွေကို ဖြတ်ပြီးသွားခဲ့ပြီးဆိုမှတ်တယ်လေ part 2 video အနေနဲ့ကျွန်တော် value affiliate တင်ရမယ်ဆိုပြီးကျွန်တော်အားလုံးပြောပြရှင်းပြပေးပါမယ်ဒီနေ့ဒီဘန်ဒလော့အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ page မှာလည်းအခုလောက်တိုင်းဖြစ်နေဆိုရင်တော့ဒီ video fan ကြည့်ပြီးမှပုံပုံတိုင်းဖြည့်ရှင်းနိုင်ပါစေခင်ဗျာနော်